Hello အားလုံးပဲမင်္ဂလာပါဘိုးမန်ချင်းကနေကြိုဆိုပါရစေ။ဆိုတော့ International Break မှာတော့ကျွန်တော်ဒီ Nation League ပွဲစဉ်တွေပါလေအများစုရှိကြတော့ပြည်သက်တွေကတော့တိတ်စိတ်မဝင်စားကြဘူးပေါ့နော်။ဒါပေမဲ့လို့ကျွန်တော်တို့တကယ်အသင်းကောင်းတွေတွေ့နေတဲ့ပွဲစဉ်တွေကျွန်တော်ရှိပါတယ်။ထူးသဖြင့်တော့ Nation League Quarter Final လို့ကျွန်တော်ပြောမှာလည်းဒီတကယ်ကောင်းတဲ့ပွဲစဉ်တွေကျွန်တော်ရှိပါတယ်။ဒါအပြင် ကိုပါအမေရိကတို့ပါဆိုပါဒီတောင်အမေရိကဘက်မှာဆိုလို့ရှိရင်တော့ဒါ World Cup Qualifying ပွဲစဉ်တွေအင်္ဂလန်တို့ပါလို့ဆိုလို့ရှိရင်ဒါကမ္ဘာဖလားခြေစစ်ပွဲတွေကစားကြမဲ့ပွဲတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဒီထဲမှာတော့ Netherlands နဲ့ Spain တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါဒါကတော့ကျွန်တော်အနေနဲ့ဒါ Nation League အတွက်ပေါ့နော်ကျွန်တော်ဒါ Quarter Final ပထမအကြိမ်ကစားတာပါ ွာထားပိုင်နဲ့ပထမကြော့ကစားတယ်ဆိုတော့ Netherlands နဲ့ Spain တို့ထိတ်တိုက်တွေ့နေတယ်ပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါဆိုတော့ Netherlands နဲ့ Spain ကနှစ်ကြော့ကစားမယ်အဲ့ဒီနှစ်ကြော့ထဲမှာမှ9နဲ့အသင်းကတော့နောက်တစ်ဆင့်မှာကျွန်တော်ဒီပြင်သစ်ဒါမှမဟုတ် Croatia နှစ်သင်းထဲက9နဲ့တစ်သင်းနဲ့သူတို့တွေ့ကြမှာပေါ့နော်ဆိုတော့ဒါလက်ရှိဒီကွင်းကတော့ကျွန်တော် Netherlands ကကျွန်တော် Finland ကွင်းမှာ Spain ကလာပြီးတော့အရင်ကစားရမှာ နော်စပိန်ဆိုတာကလက်ရှိ Nation League ဒါဘယ်လိုပြောလဲ Champion ပေါ့နော်ဒါ Current Champion Euro 2024ကိုပူပူနူးနူးရထားတဲ့အသင်းဖြစ်တယ်ဆိုတော့ Netherlands အတွက်ကတော့သူတို့ရဲ့ဒီနိုင်ငံတွင်းမှာကစားရမယ်ဆိုရင်တော့တော်တော်ကိုမလွယ်တဲ့အခြေအနေမျိုးပါဒီထဲမှာကျွန်တော်တို့ဘာလို့ဒီပွဲကြိုတုံးတဲ့ချက်ပြင်လက်ရှိ နောက်ဆုံး6ပွဲဘယ်လိုတွေရှိထားသလဲဒါအပြင်ကျွန်တော်တို့အနေနဲ့ဘက်ကစားမတွေပွဲထွက်ပါလာဖို့ရှိတယ်လေဘယ်သူတွေ injury ပြဿနာတွေကြုံနေရလဲဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားပါမယ် ဆိုတော့네덜란드ဘက်ကကျွန်တော်စကြည့်ရမယ်ဆိုလို့ရှင်네덜란드ကတော့ပြီးခဲ့တဲ့ဘောလုံး2024ခုနှစ်ယူရိုမှာအင်္ဂလန်ကိုရှုံးနေပြီးခဲ့တဲ့နောက်ပိုင်း Nation League ပြိုင်ပွဲမှာဆိုလို့ရှင်သူတို့က League A Group 3မှာဗောနော League A Group 3မှာသူတို့ရနိုင်ကြီး6မှတ်ကနေပြီးတော့သူတို့6မှတ်ထိရထားတယ်အဲ့ဒီတဲကမှသူတို့အနေနဲ့ဂျာမနီကို အော်တိုဘာလလေလောက်မှာဝမ်းစီနဲ့ရှုံခဲ့တဲ့ပွဲစဉ်ပဲသူတို့ရှိတာဂျန်နယ်ပွဲစဉ်နဲ့အကုန်ချီနေကောင်းထားနေပေါ့ဆိုတော့ရိုနယ်ကိုမန်ရဲ့အသင်ကတော့လက်ရှိမှာပြန်ပြီးတော့ရလက်ကောင်းနေယူဖို့သူတို့ကြိုးပမ်းရမယ်ပေါ့နော်အင်ဂျူဒီအင်ဂျူရီပြဿနာတွေကိုကျွန်တော်တို့ကြည့်ရရင်တင်းတွေကိုကျွန်တော်တို့ကြည့်ကြည့်ရလို့ရှိရင်တော့ Netherlands ဘက်မှာက Denzel Dumfries တို့ပေါ့နော်ပြီးလို့ရှိရင် Netherlands မှာပါတဲ့ Ronald Koeman ရဲ့စိတ်ကြိုက်ကွင်းလင်ကစားမဖြစ်တဲ့ Shouten တို့လိုကစားမတွေက injury ပြဿနာတွေကြောင့်သူတို့နှုတ်ထွက်သွားတယ်။ဒါအပြင် အဲကျွန်တော်အနေနဲ့ဒီနေသန်အာဂေအီတို့အင်တာမီလန်ရဲ့စတက်ဖန်ဒီဘရစ်တို့လိုကစားမတွေကလည်းကျွန်တော်အနေနဲ့ဒါနှုတ်ထွက်သွားကြတယ်ပေါ့နော်အင်ဂျူရီပြဿနာတွေဂျုံနေရတယ်ပေါ့ဗျာဆိုတော့ဂျုံနေရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲဂျိုရှူအာဇစ်ဇီတို့နော်ဗဲခေါစ်တို့နော်ပြီးဒီရွန်းတို့ကွင်တန်တင်ဘာတို့လိုကစားမတွေကလည်းမရွေးခင်ရဘူးနော်မရွေးခင်ရဘူးဆိုတော့လက်ရှိမှာအဲအရင်ရွေးချယ်ခံရခြင်းမရှိခဲ့တဲ့ကျွန်တော်ဒါယူရီပါစ်တို့လိုကစားမတွေ ပြလို့ရှိရင်ပွဲသိပ်ကစားမကစားချင်းကစားချင်းမရှိပြီမဲ့လို့ရွေးချယ်ခံတဲ့ Max Wi-Fi တို့လို့ကစားမားတွေကတော့ခုနကပြောတဲ့ Dan Freeze တို့ Shorten တို့ရဲ့နေရာတွေကို replace လုပ်ထားတယ်ပေါ့နော် Frankie Di Jong ကတော့ရွေးချယ်ခံထားရတယ်ဒါပေမဲ့ဒီကြောင်ကနောက်ဆုံးဘာစီလိုနာကစားခဲ့တဲ့4-2နဲ့နိုင်တဲ့ Atletico မထွက်နဲ့ပွဲမှာလားမသိဘူး။သူမပါခဲ့ဘူး။မပါခဲ့ဘူးဆိုတော့ဒီမှာပွဲထွက်လူစင်းနဲ့မှာပါလာဖို့တော့ chance တော့အများကြီးမရှိဘူးပေါ့ဗျာ။ဆိုတော့ Van Dijk ကတော့နောက်တန်းမှာ33နှစ်ဆိုပြီးမဲ့လေလို့နောက်တန်းမှာသူ D-League နဲ့အတူကစားဖို့ကျွန်တော်ရှိတယ်။ เนาะအစွန်နှစ်ဖက်မှာဆိုလို့ရှိရင်လည်းသူတို့မှာ frame bound လို့ကစားမရီလို့ပေါ့နော်ဂျူဒီယန်တင်ပါလို့ကစားမရီလို့ရှိနေတယ်ဆိုတော့ Netherlands ကနောက်တန်းကောင်းတွေကို ပိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်။ Queen လည်းမှာလည်းပဲ Netherlands ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒါပြောမလဲဒီ Brian Box တို့လို့ကစားမရီ Rainer တို့လို့ကစားမရီကျွန်တော်ရှိနေတယ်။တိုက်စင်မှာလည်း Justin Kluivert တို့လက်ရှိမှာခြေသွမ်းကြီးပြနေတာပုံမောက်မှာနောက်ပြီးလို့ရှိရင် Cody Gakpo တို့ဒရာကနေပြန်တက်တာလာပြီးတော့ပွဲတွေပြန်ကစားနေပြီ။ဒါ Ronaldo ကမှရဲ့စိတ်ကြိုက် player တွေပေါ့နော်။ဆိုတော့ဒီစပိန်မှာဆိုလို့ရှိရင်တော့ လိုရောမလဲဒီဘာစီလိုနာရဲ့နောက်ခံကစားမပြီးသူအီဂိုမာတီနက်ကဒီဒဏ်ရာပြည်တနာကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်ဒါနှုတ်ထွက်သွားသလိုမတ်ကာဆာရိုလိုဘာလို့ဆိုလို့ရှင်လည်းပဲ injury တွေကြောင့်ကျွန်တော်မပါဘူးဆိုတော့ Brian Zara ကိုဇာလိုဘာလို့ဆိုလို့ရှင်လည်းပဲတူတူပဲပေါ့နော်ဆိုတော့နောက်တန်းမှာတော့ဒါဘုံမမခြေသွမ်းပြနေပြီးတော့အခုမှစပြီးရယူချေခံထားရတဲ့လူငယ်နောက်ခံကစားမလေး Dean Hulson ကျွန်တော်ပါလာတယ်ဒါအပြင်ကျွန်တော်ဒါ Raul Asensio ပေါ့ Real Madrid က Raul Asensio ကိုကျွန်တော်ရှိမယ်ပြီးလို့ရှင်ကျွန်တော်ဒါ Cuba City ဘာလို့ကစားမလေးကျွန်တော်ရှိမယ် အက်တလက်တီကိုမှပုံမှန်ပွဲကစားအခွင့်ပျောက်ဆုံးနေတဲ့ Robin Lee Norman တို့ကစားမတွေကျွန်တော်ရှိမယ်ဒီကစားမတွေကတော့ကျွန်တော်နေတဲ့ဒါ Norman တို့ပါလို့ကတော့စပိန်မှာဖလားတွေပါရထားတာပေါ့နော်ဒါအဓိကကစားမဖြစ်နေဆိုတော့ပွဲထွက်ပုံလူစင်းနေကြကျွန်တော်ကြည့်ကြရင်ဂူသမားကဒီ Netherlands ဘက်မှာပေါ့ Barbaru Jean ပေါ့ဗျာကျွန်တော်ဒါအဲ့ Brighton ရဲ့ကိုသမားသူရှိမယ်ပြီးလို့ရှိရင်နောက်တန်းလျှောက်နေရမှာဆိုလို့ရှိရင် frame bound delay ban tie နဲ့ Julian Timber တို့ကစားမတွေကျွန်တော်ရှိမယ်ကွင်းလယ်မှာဆိုလို့ရှိရင်တော့ D Jong တို့ Graven Bass တို့နဲ့ Ryan တို့ကစားမတွေကျွန်တော်ရှိတယ် တိုက်စစ်မှာဆိုလို့ရှင်တော့ခုနကပြောတဲ့ကိုရီကပူကျွန်တော်ရှိမြဗျအခုလက်ရှိဘသူကြံသေးလဲဆိုတော့တိုက်စစ်မှာဆိုလို့ရှိရင်ဒါ Justin Kluivert လို့ကစားမိုက်လည်းရှိတယ်ဒါပေမဲ့လို့ Leipzig ရဲ့ဘယ်နော် Xavi Simon ကပွဲထွက်မှာပါလာလိမ့်မယ် Xavi Simon ကျွန်တော်ရှိမြပြီးတော့ပြေ Pro B တို့လိုကစားမတွေကျွန်တော်တို့ရှိတယ်ဒါလည်းရှိနယ်သာလန်ဘက်ကဖြစ်နိုင်ခြေလူစင်းတွေတော်တော်ကောင်းတဲ့လူစင်းမှာဆိုတော့လည်းရှိ Euro 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 Champion Nation League Champion ဖြစ်တဲ့စပိန်ကိုကျွန်တော်တို့ကြည့်ရင်တော့ ဘူသမားကတော့သူတို့အနေနဲ့ဦးနိုင်ဆိုင်မွန်ပါအောင်မှာပဲမနော်ဦးနိုင်ဆိုင်မွန်ပဲကျွန်တော်တို့ကြိုက်ကြတာဒေးဗစ်ရွာယာတို့ပါတော့အဲ့လောက်ကြီးဒီစပိန်နီးပြတွေကမကြိုက်ဘူးဆိုတော့နောက်တန်း၄ရောက်နေရမှာဆိုလို့ရှိရင်စပါရဲ့ဘက်ထရူပူတို့က right back တို့เนาะပြီးလို့ရှိရင်ကူဂရလာက left back မှာကျွန်တော်ပါလာမယ်နောက်တန်းမှာတော့ Norman နဲ့ Cooper C ပဲပါလာနိုင်မယ်လို့ကျွန်တော်ထင်တယ်ကွင်းလယ်မှာဆိုလို့ရှိရင်လည်း Fabian Ruiz တို့ရှိမယ် Zubimendi တို့ကျွန်တော်ရှိမယ်ပက်ထရီတို့ခြေသွမ်းနေပြနေတယ်ဆိုတော့ပက်ထရီတို့ကျွန်တော်ရှိမယ်တိုက်စစ်မှာတော့ မိုရာတာကကက်ပတိန်ဆိုရတဲ့မိုရာတာပြန်ပါအောင်မှာပေါ့ဗျာရာမဲနဲ့နီကိုဝီလီယမ်စ်ပေါ့ဆိုတော့စပိန်ရဲ့လူစင်းကြီးကနော်တကယ်ကောင်းနေတုံးပါဆိုတော့လက်ရှိမှာစပိန်ကဥရောပမှာအကောင်းဆုံးသင်းလို့ကျွန်တော်ပြောလို့ရတယ်ဗျာယူရိုချန်ပီယံတို့နော်အခုလက်ရှိကျွန်တော်နေနဲ့ current nation league champion တို့ဆိုတာမျိုးကကျွန်တော်နေတာဘယ်နီယာမီနီ champion နေဖြစ်ထားတယ်ဆိုတဲ့အခါကျတော့စီနယ်သာလန်အတွက်ကမလွယ်ပါဘူးနော်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့ဒီနှစ်သင်းစလုံးကတော့ဗောနော် ဒီ football philosophy ကအဲ့လောက်ကြီးကြီးကွာတဲ့အသင်းတွေမဟုတ်ဘူးဗျာတူချင်းစွမ်းဆောင်တွေဒီမှာဆိုလို့ရှိရင်တော့စပိန်ဘက်မှာပို့ပြီးတော့ကောင်းတဲ့ကစားသမားတွေရှိတယ်သူတို့ပြန်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်နီကိုဝီလျံစ်တို့ဘာတို့ကအဲဘယ်လိုပြောမလဲရမဲလောက်တော့ဗောနော်ဒီယာဒီမှာလုတ်ပြထားနိုင်ခြင်းတော့မရှိဘူးကလပ်ကလပ် level မှာဒါမှမဟုတ်နှစ်ယောက်စလုံးကကျွန်တော်တို့ဒီဟွာမှာတော့စပိန်မှာ တော့တော်တော်ကောင်းနေတာနော်မစပိန်မှာတော့တော်တော်ကောင်းနေတာဒါအပြင်သူတို့ကြားမှာအရေးပါတဲ့မူရာတာရောဆိုတော့ပြီးလို့ရှိရင်ဒန်နီအိုလိုမိုတို့ဘာတို့ကစားသမားတွေလည်းကျွန်တော်ရှိသေးတာ ဆိုစပိန်မှာကကျွန်တော်တို့နေကွင်းလေတွေရောတိုက်စစ်တွေရောအကုန်ကောင်းတာနောက်တန်းမှာဆိုလို့ရှိရင်လည်းဗီဒီကေကောင်းတဲ့ကစားမားတွေဂူးသမားကအစပါเนาะဒါကြောင့်ကျွန်တော်ကြည့်လို့ရှိရင်စပိန်ဘက်ကတော့အဆသရရတားတဲ့အခြေအနေမျိုးပါပဲနောက်ဆုံး6ပွဲတွေကိုကျွန်တော်ကြည့်တော့လေနယ်သာလန်ရဲ့နောက်ဆုံးပြ Nation League 6ပွဲကိုကျွန်တော်ကြည့်ရင်သူတို့နိုင်ထားတာ2ပွဲပဲရှိတယ်2ပွဲပဲရှိတယ်3ပွဲတည်ရကြာပြီးတော့2ပွဲရှုံးထားတယ်စပိန်ဘက်ရဲ့စပိန်ရဲ့ Nation League တည်တဲ့နောက်ဆုံး6ပွဲကိုကြည့်ရင်2ပွဲပဲတည်ရကြာထားတာ5ပွဲစလုံးသူတို့နိုင်ထားတယ်အခြေအနေတွေကတော်တော်ကိုကွာဟပါတယ်ဆိုတော့ ဒါကြောင့်ပေါ့နော်ကျွန်တော်နေသားနှစ်ကြော့ကစားမဲ့ဟာဖြစ်နေတယ်ဒီလက်ရှိဒီမှာတော့စပိန်ကသူတို့ဒီနယ်သာလန်ကိုလာကစားတော့မှအ ਨੇ သုံးတော့တရေရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ကျွန်တော်ကဟိုရက်လက်မပြတ်သားပြီးမဲ့ကတ်ပြီးတော့တောင်မှစပိန်ဘက်ကနိုင်သွားလိမ့်မယ်ကိုကျွန်တော်ထင်တယ်ဒီပွဲမှာ။ဆိုတော့ဒီပွဲကကြည့်ကောင်းအောင်ပါပါကျွန်တော်ခုနကပြောလိုပဲကျွန်တော်ပြည်သက်အများစုကတော့ကလပ်ပွဲစဉ်တွေရှိနေတဲ့အချိန်မှာ international break တွေလာတယ်ဆိုတော့တိတ်တော့သဘောမကျကြဘူး။ဘာလို့လဲဆိုတော့ကန်နာကလည်း Nation League 2ဘာလို့ဆိုတော့ဗျာ။နော်ဒီဒီနှစ်သင်းသာယူရိုမှာတွေ့ရင်ကျွန်တော်တအားကြည့်ကောင်းပါ။ ဒါပေမဲ့လို့လက်ရှိ Nation League ဆိုတော့ဘယ်သူမှစိတ်မဝင်စားဘူးသို့တော်လည်းပဲဒီပွဲကတော့ကြည့်ကောင်းမဲ့ပွဲပါเนาะဒါနှစ်သင်းစလုံးကတော့အကောင်ဆုံးကစားမားတွေကြီးပဲပွဲထုတ်လာမယ်ဆိုတော့ဒါကျွန်တော်တို့ပြည်သက်တွေစိတ်ဝင်စားမှုအဲ့လောက်မရှိတော့မှာပါဗောနော်တော်တော်ကြီးကိုကြည့်ကောင်းမဲ့ပွဲလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလို့နေနေရောအဘယ်တင်းကကျွန်တော်နိုင်သွားလိမ့်မယ်ထင်ကြလဲဆိုတော့ဒုတိယကြော့ကိုလည်းဟိုကစားသွားမှာပါသူတို့ဒီ international break အတော်တွေမှာပဲနှစ်ကြော်လုံးကစားပြီးတော့ဂျွန်မှာကျွန်တော်နေနေနောက်တစ်ဆင့်မှာဗောနော်တွေ့ကြမယ်เนาะဒါစီမီမှာဆိုလို့ရှိရင် ဒီနှစ်တင်းတွေကတင်းတင်းကပြင်းထန်တာမဟုတ်ခရိုအေးရှားနဲ့တွေ့မှာပေါ့နော်ဆိုတော့ဘယ်တင်းကနောက်ဆင့်တက်သွားမယ်လို့ညီတို့ထင်ကြလဲစပိန်နေနဲ့လက်ရှိနယ်သာလန်မြန်မာကစားတော်တည်ကြပြီးတော့စပိန်မြန်မာပြန်ကစားတဲ့အခါနိုင်နေဆိုလို့ရှိရင်တော့သူတို့ရဲ့အချိန်ကြီးကောင်းသွားမှာပေါ့ဗျာဆိုတော့နယ်သာလန်ကရောအင်ရှင်ဖြစ်ကျွန်တော်တို့လက်ခံကျင်းပါတဲ့နေထိုင်မှုမှာကျွန်တော်တို့အနေနဲ့ဒါနိုင်ပေါ့နိုင်အောင်ဆွမ်းဆောင်သွားနိုင်မယ်လို့ကျွန်တော်တို့ထင်ကြလားဒီဘက်ဘယ်လိုရလဲထွက်ပေါ်လာမယ်လို့ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုကြည်ညိုပါတယ်